ထိုင်းနိုင်ငံကမြမအလုသမားတွေရဲ့ဘဝအခြေအနေရွှေပြောင်းအလုသမားတွေရဲ့သားသမီးပညာရေးကိုအဓိကပုံဖော်ထားတဲ့စာရေးဆရာမတူတူတာရဲ့အဖေကြောင့်စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ကိုဘာကြောင့်ထုတ်ဝေခဲ့တာလဲ။ထိုင်းနိုင်ငံမှာရောက်နေတဲ့တန်ပေါင်းများစွာသော ရွှေပြောင်းအလုသမားတွေရဲ့အခြေအနေမှန်ကိုမြမပြည်သူတွေနဲ့အစိုးရဘိုင်းကပါသိစေခြင်းလို့ လက်ရှိဘဝကိုပေါ်လွင်စေအောင်ချပြတာပါလို့ဥထုချစ်ကပြောပါတယ်။ဥထုချစ်ဟာလည်းဇက်ကောင်တယောက်အနီနဲ့ပါဝင်ပြီးမွေးစားထားတဲ့ကလေးတွေနဲ့တပည့်တွေက အဖေကြီးလို့ခေါ်ရကနေစာအုပ်အမိကိုအဖေအကြောင်းလို့ဇာကနာကနေမှဲ့ခေါ်ခဲ့တဲ့အကြောင်းကိုပြောပြပါဗျ။ ထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရွှေပြောင်းအလုပ်သမားတွေရဲ့အခြေအနေပေါ့ရွှေပြောင်းအလုပ်သမားတွေရဲ့ပြဿနာတွေကိုကျွန်တော်တို့ဟိုပြည်ထဲမှာရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံဒီမြန်မာနိုင်ငံသားတွေရဲ့ကျွန်တော်တို့ဒီအစိုးရအဖွဲ့အစည်းတွေရဲ့နောက်တစ်ခုကတခြားနိုင်ငံရေးပါတီတွေပေါ့အဖွဲ့အစည်းတွေကိုကျွန်တော်တို့သိစေချင်တယ်ပေါ့သိစေချင်မှာပဲသူတို့လက်ရှိအခြေအနေကိုသိမှာပဲသူတို့အနေနဲ့ဟိုတက်နိုင်တဲ့ဘက်ကဟိုကုညီဆောင်ရွက်လို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လက်ရှိဘဝကို ပေါ်လွင်စေတဲ့ဟာကိုဒါအမှုပညာနေနဲ့ဟိုဖန်တီးဖို့ဒါစိတ်ကူးဖြစ်ခဲ့တာပါကျွန်တော်အဖေ့ကြောင့်ဆိုရတယ်ပထမဦးဆုံးကျွန်တော်ကခေါင်းစဉ်တက်ဖို့ခက်ခဲတဲ့ချိန်မှာပဲဒီဒါရိုက်တာနဲ့ကျွန်တော်တို့လူရှင်တော့ပေါ့နော်အဲ့ဒါကိုစားကနာနေပြီးတော့အဖေ့ကြောင့်ဆိုပြီးတော့အဲ့နာမည်ပေးသွားတာပါအဲ့ဒါကြောင့်အဲ့ဆောအဓိကတော့ကျွန်တော်ကျွန်တော်ဖွင့်ထားတဲ့အကြောင်းကျွန်တော်ကလည်းတို့ကအဖေကြီးလို့ခေါ်လို့အဲ့လိုမျိုးဖြစ်လာလို့ကျွန်တော်ထင်ပါတယ်။ဒီဝိတုကနိုင်ငံသားရောက်မှဒုက္ခနဲ့ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေလည်းပါဝင်ပါတယ်။ဇလန်းအချင်းချုပ်ကတော့ ကလေးငယ်တွေကိုပညာသင်ကြားပေးဖို့စူးစမ်းနေကြရင်ကြုံတွေ့ခဲ့ရတဲ့လေးပွင့်ဆိုင် အချစ်ဇလန်းလေးပဲဖြစ်ပါတယ် ာဥကတော့ကျွန်မဇက်ကောင်၄ရောက်ပေါ့နော်ကျွန်မဆွဲထုတ်လိုက်တယ်ကိုပဲထိုင်းနိုင်ငံကိုသွားတော့အဲ့ဒီဖန်ကောက်ကိုသွားတော့တွေ့ရတယ်ဟိုတွေ့ရတဲ့ចောင်းသားလေးတွေရှိရဆရာရှိရဆရာမရှိပေါ့အဲ့ဒီထဲကနေမှဟိုကိုတူချက်တို့ရှိရပေါ့ကိုတူချက်တို့ကတကယ်တကယ်ဇက်ကောင်အစ်စ်တွေပေါ့ဇက်ကောင်အစ်စ်တွေကိုကျွန်မကဇက်ပို့လုပ်ထားလိုက်တယ်ဇက်ရံပေါ့ဇက်ပို့လုပ်ထားလိုက်ပြီးတော့အဲ့ဒီထဲကမင်းသားနှစ်ယောက်မင်းသမီးနှစ်ယောက်ကိုဆွဲထုတ်ပြီးတော့သူတို့ရဲ့လေပွင့်ဆိုင်အချစ်ဇက်လန်းမတူတဲ့ဇက်ကောင်ဇက်ရိုက်တွေနဲ့လေပွင့်ဆိုင်အချစ်ဇက်လန်းလေးကိုဒီចောင်းနေကြ ားထဲမှာကျွန်မတွက်လိုက်တာပေါ့နော်ဒါကတော့ဟိုအလွယ်ပြောပြတာပေါ့ဟုတ်ဒီစာအုပ်ပါအကြောင်းအရာတွေကိုဇာကားအဖြစ်လဲဖန်တီးခဲ့ပြီးစာအုပ်အဖြစ်ထုတ်ဝေခဲ့တာလည်းဖြစ်ပါတယ်ရုပ်ရှင်နဲ့စာအုပ်ဖြစ်မြောက်ရေးအတွက်ထိုင်းနိုင်ငံအခြေစိုက်ပညာရေးဖောင်ဒေးရှင်းအဖွဲ့ Foundation for Education and Development အဖွဲ့ကနေကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်ဒီစာအုပ်ဖတ်ပြီးမှတော့ ဟိုသွားပြီးတော့အလုပ်လုပ်ချင်တဲ့လူတွေရောဒီလက်ရှိလောက်ကင်တဲ့လူတွေရောဒီသွားလုပ်တဲ့လူတွေရောနားလည်ဖို့လို့တို့ကိုကိုရင်သွားလုပ်မယ်ဆိုရင်လည်းဘယ်လိုနေထိုင်ကြင်ကြံသွားမယ်ဆိုတာလေးတော့ဟိုပို့ပြီးတော့ရတော့ဘောနော်ဒါတော့ပါပဲ